ပန်ဒိုဂျာကဆရာကြီးဆိုပေမဲ့သူရှင်ပြိုင်ခဲ့တဲ့မြောက်ဖိုက်တာတွေထဲမှာဂျိုရှူအာပဲမပါသေးဘူးလို့ထည့်ဝင်လိုက်တဲ့ဗန်ပေးသမျှလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လဲကြိုးစားပါရယ်ဗန်ဟာရိုက်ဗယ်ကိုနိုင်ရရှိသွားခဲ့ပြီဖြစ်လို့ပန်ဒိုဂျာစီကနေချန်ပီယံကပ်စိန်ကိုထိုးတက်ခွင့်ရရှိခဲ့ပြီဖြစ်ပါရယ်တရားဝင် face off လည်းလုပ်ပြီးပါပြီ ဖီယိုလော့ဖ်စ်နေမှာဗန်ကပန်ဒူဂျာဟာတကယ်ကောင်းတဲ့ fighter ပါလေးစားပါတယ်ဒါပေမဲ့သူရင်ဆိုင်ခဲ့သမျှ fighter တွေထဲမှာဂျိုရှာပဲမပါသေးဘူးလို့ပြောခဲ့ပါတယ်အတော်လေးကိုထိရောက်တဲ့စကားပါပဲ UFC မှာနေရာတစ်ခုရဖို့ဆိုတာက1 championship က fighter တွေလို့ e-pay နေလို့မရပါဘူးအချိန်နဲ့အချိန်ကာကိုလိုက်ပြီးလေးတိုက်ရပါတယ်ပေးသက်စိတ်ဝင်စားမှုကိုဇက်ရှိအမြင့်ဆုံးဖြစ်အောင်ဆွဲတင်ပေးသွားနိုင်အောင်လုပ်ပါကိုရီးယားရုပ်တံဇလန်တွေလို folio ဇက်ကားတွေလိုမျိုးဖြစ်ပါတယ် DR ကိုကြည့်ရင်ပေးသက်တွေကနောက်ထပ်ဘာဆက်ဖြစ်အောင်လဲဆိုပြီးတော့ပို့ပို့ပြီးသိချင်လာကြပါတယ် ် USC မှာလည်းဒီလိုမျိုးပဲလုပ်ကြရပါတယ်။ဆွမ်းဆောင်ရင်လည်းကောင်းမှုဖို့လိုသလိုလေးတိုက်တာလည်းကောင်းမှုဖို့လိုပါတယ်။ဒါမျိုးလုပ်တဲ့ကြတာကအရင်ကကွန်နာမက်ဂရီဂိုအခုဆိုရင်တိုပိုရီယာဖြစ်ပါတယ်။အခုဖန်ကလည်းအချိန်နဲ့အချိန်ကာကိုလိုက်ပြီးစကားကိုထိထိမိမိပြောတတ်လာပါပြီ။ဒါက USC ဖိုင်တာတယောက်အနေနဲ့လိုကိုလိုအပ်တဲ့အရာဖြစ်ပါတယ်။ ဗန်ပြောခဲ့တဲ့စကားတွေကိုသုံးသပ်ကြည့်မယ်ဆိုရင်ဗန်ဟာပန်ဒိုဂျာရဲ့စွမ်းရည်ကိုအတိအမှတ်ပြုပြီးသူ့ကို Flyweight Champion ဖြစ်လေးစားကြောင်းဖော်ပြခဲ့ပါတယ်။ဒါဟာ MMA အားကစားသမားတအုပ်အနေနဲ့ပြန်ဘက်ကိုရိုသေလေးစားတဲ့သဘောထားကိုထင်ရှားစေပါတယ်။ UFC မှာဒီလိုလေးစားမှုပြတဲ့စကားမျိုးဟာပုံမှန်ဖြစ်ပြီးပေးသက်တွေနဲ့မီဒီယာတွေရဲ့အပြုသဘောဆောင်တဲ့အာရုံဆိုင်မှုကိုလည်းရရှိဖို့အထောက်အကူဖြစ်စေပါတယ်။ဗန်ရဲ့စကားတွေထဲမှာတော့ပန်ဒိုဂျာရင်ဆိုင်ခဲ့ရသမျှ Fighter တွေထဲမှာ Joshua ပဲမပါသေးဘူးဆိုတဲ့စကားကိုတော့သဘောကျဆုံးဖြစ်ပါတယ်။ ဒါဟာဗန်ရဲ့ကိုကိုကိုယုံကြည်မှုကိုပြသပါရယ်ဗန်ဟာပြင်ဆင်ချိန်သုံးပတ်သာရရှိခဲ့ပြီးမဲ့ flyweight dan ရဲ့ ascending fighter brandon rival ကိုနိုင်ရခဲ့သူဖြစ်ပါရယ်ဒီအောင်မြင်မှုကသူ့ရဲ့စွမ်းရည်ကိုတက်တည်ပြခဲ့ပြီးပန်ဒိုဂျာကိုယင်ဆိုင်ဖို့အစင်းသစ်ဖြစ်ကြောင်းသူ့ရဲ့ယုံကြည်မှုကိုဖော်ပြနေပါရယ်ဒီစကားဟာပန်ဒိုဂျာကိုတွယ်ဝိုက်စိန်ခေါ်တဲ့သဘောလေးပါပါရယ် ဖန်နီနဲ့သူ့ရဲ့ထူးခြားတဲ့တိုက်ပွဲပုံစံဖြစ်တဲ့ပြင်းထန်တဲ့ထိုးချိန်မှုမစုံမနစ်ဖိအားပေးတိုက်ခိုက်မှုတွေကပန်ဒိုဂျာအတွက်ထူးခြားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့သွယ်ဝိုက်ပြီးဖော်ပြထားတာဖြစ်ပါတယ်။ USC မှာဖိကော့အတွင်ပြိုင်ဘက်တွေဟာစိတ်ပိုင်းဆိုင်ရာကိုဖိအားပေးဖို့စကလုံးတွေကိုအသုံးပြုလိမ့်ရှိကြပါတယ်။ဖန်ရဲ့ဒီစကားဟာပန်ဒိုဂျာရဲ့ယုံကြည်မှုကိုစမ်းသပ်ဖို့ရည်ရွယ်တဲ့စိတ်ပိုင်းဆိုင်ရာ viewer တစ်ခုလို့ယူဆရပါတယ်။သူ့ရဲ့ပြောကြားချက်ကပန်ဒိုဂျာကိုသူ့ရဲ့ပြီးခဲ့တဲ့အောင်မြင်မှုတွေထဲမှာ Venlo Fighter မျိုးနဲ့မြင်ဆိုင်မှုတွေကြောင့်လေးပေးပြီးပန်ဒိုဂျာရဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကိုထိခိုက်စေဖို့ကြိုးပမ်းတာဖြစ်နိုင်ပါတယ်။ဖန်နီနဲ့သူ့ရဲ့ထူးခြားတဲ့တိုက်ပွဲ ပုံစံကပန်ဒိုဂျာအတွက်အခက်အခဲဖြစ်စေနိုင်တယ်လို့တွဲဝိုက်ပြီးဖိအားပေးတာဖြစ်ပါတယ်။ဒါအပြင်ဒီစကားဟာသူ့ရဲ့ယုံကြည်မှုကိုပေးသက်တွေနဲ့မီဒီယာတွေရဲ့ရှေ့မှာပြသဖို့ရည်ရွယ်တာဖြစ်နိုင်ပါတယ်။ဗန်ဟာ USC မှာရှစ်ပွဲနိုင်တပွဲရှုံးဆိုတဲ့မှတ်တမ်းနဲ့အနိုင်ရရှိမှုရာခိုင်နှုန်း88.6%မှ9%ခန့်လုံးရှိပြီး Rival Syndicate Fighter ကိုပြင်ဆင်ချိန်3ဘတ်သာရရှိခဲ့ပေမဲ့အနိုင်ရခဲ့ပါတယ်။ဒီအောင်မြင်မှုကဗန်ရဲ့ယုံကြည်မှုကိုမြင့်တင်ပေးခဲ့ပြီးပန်ဒိုဂျာကိုယဉ်ဆိုင်ဖို့စင်သေးဖြစ်ကြောင်းသူယုံကြည်နေဖို့ဖြစ်နိုင်ပါတယ်။ပန်ဒိုဂျာဘတ်စုံတိုက်ခိုက်နိုင်တဲ့ Fighter တယောက်ဖြစ်ပြီးဂျူဂျစ်စုနှစ်ဘန်းနဲ့ထိုးချိတ်မှုမှာကျွမ်းကျင်ပါတယ်။ဒါပေမဲ့ဗန်ရဲ့မဆ ုံးမနစ်ဖိအားပေးတိုက်ခိုက်မှုကဖန်လိုချာရဲ့ခံစစ်ကိုဆန်းတက်နိုင်ပြီးသူ့အတွက်အခက်အခဲဖြစ်စေနိုင်တယ်လို့ဖန်ကယုံကြည်နေတာဖြစ်နိုင်ပါတယ်။ဖန်ရဲ့ယုံကြည်ချက်ကဖြစ်လာနိုင်မှုလွယ်ပါမလား။ဖန်ရဲ့တိုက်ပွဲပုံစံဟာပြင်းထန်တဲ့ထိုးကျိမှုနဲ့မစုံမနစ်ဖိအားပေးတိုက်ခိုက်မှုကိုအားကိုးပါတယ်။ Rival ကိုတိုင်ရရှိခဲ့တဲ့ပွဲမှာဖန်ဟာအဆက်မပြတ်တိုက်ခိုက်မှုနဲ့ Rival ရဲ့ခံစစ်ကိုဖျက်ချော်နိုင်ခဲ့ပါတယ်။ဒီလိုပုံစံဟာဖန်လိုချာရဲ့ခံစစ်ကိုဆန်းတက်နိုင်ပြီးသူ့ရဲ့ခံနိုင်ရည်ကိုအားစမ်းနိုင်ပါတယ်။ဖန်ဟာအသက်23နှစ်သာရှိသေးပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေဖြစ်တဲ့အမြန်နှုန်းခံနိုင်ရည်စရတွေကအသက်35နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ပန်ဒိုချာထက်တာလွန် ိုင်ပါတယ်ဒါအထူးသဖြင့်ငါးကြီးပွဲထိုးရမယ့်ချန်ပီယံကပတ်စင်ကိုပွဲရဲ့နောက်ပိုင်းအခြေအနေမှာဖန်အတွက်အားသာချက်ဖြစ်လာနိုင်ပါတယ်ဖန်ဟာပြင်းစင်ချင်း၃ဘတ်ထဲနဲ့ rival ကိုနိုင်ရခဲ့တာဖြစ်ပြီးဒီတစ်ချိန်မှာချန်ပီယံကပတ်အတွက်ရှင်ပြန်ရမှာဖြစ်တဲ့အတွက်ပုံမပြေစုံတဲ့ပြင်ဆင်မှုနဲ့လေ့ကျင့်မှုကိုပြုလုပ်နိုင်မယ်ဆိုရင်ပန်ဒိုချာကိုခတ်တွေးစေနိုင်ပါတယ်ပေးသက်များနေတဲ့ကရောပန်ဒိုချာနဲ့ fake out မှာဖန်ပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်မိကြပါသလဲပြောပြခဲ့ကြပါဦးအဆုံးတိကျရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်